ဒီကနေ့ကြမှာကိုယ်စိတ်ကိုလိုသလိုပုံသွင်းပြီးတော့ပြေလို့ရမယ်ဆိုရင်ကုရိယာနေပြီးတော့ဒါနတို့သီလတမထဝိပဿနာတွေပဲလုပ်နေကြလို့တော့လေဒီကနေ့ကြမှာစိတ်ကိုလိုသလိုပုံသွင်းလိုက်မှာပေါ့ဒါကမရနိုင်တဲ့အဆင်ပဲဘလို့နည်းနဲ့မှမရဘူးဒါဘလောက်ထိအောင်မရလဲလို့မင်းရင်ဘုရားရှင်လက်ထက်ရာဇကြိုးမှာကိုယ့်ကိုတတ်ပြီးတော့သေးသွားတဲ့ယဟန်တွေတောင်ရှိတယ်အဘာလဲလို့မင်းရင်ဒီကနေ့စိတ်ဒီကနေ့ဝေဒနာအမတန်မှပြင်းထန်လို့အဲ့ဒီတတ်ပြီးတော့ သေးကမှဝิญဉ်ချုပ်ခါနီးလေးကြာမှဝိပဿနာကိုကြ བྱ ာကြာပွားပြီးတော့ယဟန္တာဖြစ်ရတဲ့တာရကတွေရာဇချိုတမိုင်းထဲမှာအများကြီးရှိပါတယ်အဲ့ဒီကိုထောက်ထားခြင်းအပြင်ဒီကဏီဝေဒနာဟာဘယ်လောက်ထိပြင်းတယ်လဲဆိုတာကိုတွက်ဆလို့ရတယ်ဒါတော့မှအဲ့ဒီပုံကိုတွေဟာဇန်အဆင့်အနည်းဆုံးဝိပဿနာကိုဖြစ်ပျက်ကိုဖုံးလျောင်မြင်ထားတဲ့အဆင့်တွေပဲအဲ့ဒီအဆင့်ရှိထားတဲ့ပုံကိုတွေတော့မှဒီကဏီဝေဒနာကြီးဟာအမတန်မှကြမ်းတမ်းတဲ့အခါကျတော့ကိုယ်ကိုတတ်ပြီးတော့တည်ရတယ် ညာတက်ပြီးတော့သေပြီးတော့အဲ့ဒီဝิญဉ်ချုပ်ခံဒီလေးမှာဝိပဿနာကိုကင့်မိစာဝိပဿနာကိုကြပြားကြပြားပွားပြီးတော့လေးမဲ့ကြိုက်ပြီးတော့ယဟန္တာဖြစ်ရတယ်တမိုင်းတွေဟာရာဇဂျုံမှာအများကြီးရှိတယ်ဆိုတဲ့အခါကျတော့ဒေဂာနိမှာဘာလီလာလဲလို့မေးရင်ကိုပြုထားတဲ့ဂရုကံလာမယ်အာတန်ကံလာမယ်အာစိန်ကံလာမယ်ကရထာကံလာမယ်ဒီကံလေးမျိုးလာအဲ့တော့ကုသိုလ်တွေကဂရုကံကိုပြောပါဆိုရင်ဇန်အဆင့်တရားရထားတဲ့ကျင့်စဉ်ပေါ့တမထကျင့်စဉ်နောက်ဝိပဿနာဖြစ်ပျက်မြင်ထားတဲ့ကျင့်စဉ်မျိုးဟာ ဒီကနေ့မှာဂရုကံဖြစ်နေဝင်လာအဲ့ဒီဟာမရှိဘူးဆိုအာတန်ကံလာတယ်အဲ့ဒီအာတန်ကံကဘာလဲလို့မေးရင်ဒီကနေ့မှာကပ်ပြီးတော့လှူပေးတာဒါကံပြောင်းပေးတာဒါလည်းလူတိုင်းမရဘူးဒါလူတိုင်းရမယ်လို့မထင်နဲ့အဲ့ဒါလူတိုင်းမရဘူးအေးဒါကြောင့်ဝိပဿနာအထုတ်ထားတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီဒီကနေ့ကြာမှာအဲ့ဒီဝိပဿနာစိတ်ကိုဝိပဿနာဇောဆော့ပြီးတော့ဖြစ်ပြမဲ့ရှုပြီးတော့သိနိုင်တယ်ဆိုရင်အကောင်းဆုံးဒါတော်မှတော်တော်ကြီးကိုလှုပ်ထားမှဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သိစိတ်ဆိုတာကအမတန်မှကြောက်စရာလဲကောင်းတယ် အားလုံးကိုစွန့်ပြီးတော့ထားကြရမှာဖြစ်တဲ့အတွက်ဒီကိစ္စကြီးကဘလို့နည်းနဲ့မှမလွယ်နိုင်ဘူး။ဒါကြောင့်ဝိပဿနာကိုတင်းတင်းလှုပ်ထားလို့ကျေးဇူးဆက်တာ။အဲနောက်တစ်ခါအာသနကံမရှိဘူးဆိုအာသနကံကိုမျက်နှာလှုပ်ထားတဲ့ကုသိုလ်ကံတွေပဋ္ဌာန်းယူထားတာတို့ပြည့်ယူထားတို့ဒါတွေလာမှာဒါကလည်းပဲအရန်ကြီးနေတဲ့ဝေဒနာကြီးတက်နေရင်အဲ့ဒါကြီးအဲ့စိတ်ကိုရောက်ဖို့ဆိုတာတော်တော်လေးမောင်းတင်ပြီးတော့တော်တော်လေးသတိထားမှဒီအာသနကံကုသိုလ်ကလာနိုင်တယ်။အဲ့ဒါတွေမရှိမှကရဋ္ဌကံလာတယ်။ဒါကြောင့်ကရုကံအာသနကံ ကရုကံအာတနကံအာစိနကံကရထာကံဒီလေးမျိုးတစ်မျိုးမျိုးလာမှာပေါ့ဒါကတော့တရားစဉ်အရာပြောတာဒါမျိုးမလာဘဲနဲ့အဲဥပိ္ပစီရကကံနဲ့ဘုံတိုင်းအုံးကွမ်းဆိုအသေးသွားတဲ့လူတွေလည်းအများကြီးရှိတယ်ဒါတခုထပ်ပြီးတော့တချို့စဉ်းစားကြရအောင်တာက တချို့ကုသိုလ်ရှင်တွေဆိုရင်နတ်ပြည်နဲ့ထိုက်တန်တဲ့ကုသိုလ်တွေလှုပ်ထားတယ်သို့တော့တေဂာနိကြာမှာအဲ့ဒီကုသိုလ်သတိမရဘဲနဲ့တည်တည်မှမှကုသိုလ်လေးကိုသတိရပြီးတော့အနှဲငယ်များချမ်းသာအနှဲငယ်များအဆင့်ကိုရသွားတဲ့ပုံကိုယ်တွေလည်းတမိုင်းမှာအများကြီးရှိတယ်ဒါကြောင့်တေဂာနိစိတ်ကိုပေါ်ဆလို့မရဘူးခုတည်းကကျင့်ကြံကြိုးစားပွားများအားထုတ်ထားမှဒီစိတ်ကိုနိုင်မယ်လို့ကျေးဇူးဆက်ပြစေဒီနေ့မှာနာနာဝိပဿနာရိတ္တတိစားဖို့ရန်အတွက် တရားပြုဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပေါင်းတူတန်းပေးကြသောအလူရှင်များမှမန္လေးမြို့ကျွတ်စေကံမြို့တင်နေကိုအောင်ခိုင်မြင့်မတ်လွင်နန္ဒအောင်တမောင်အောင်မြင့်မြတ်မိသားစုမှနဝကမ္မဝတ္ထုငွေ9000ကျပ်မိတ္တလာမြို့နေဘူကြီးမင်းသွင်ထူးနှင့်ညီကိုမောင်နှမများမှမိခင်ကြီးဒေါ်တင်မွှေးအားဥဒိမာပန်ဆင်းပြီးတော့နဝကမ္မဝတ္ထုငွေ3000ကျပ်မဆာကြီးထွန်းမှ နောကမဝတ္ထုငွေ2သိန်းကျပ်ဒေါမမဥမနောကမဝတ္ထုငွေ1000ကျပ်ဒေါအေးမြဖြူမနောကမဝတ္ထုငွေ3သိန်းကျပ်မောင်ပရိုကိုမနောကမဝတ္ထုငွေ9000ကျပ်ဤကုသိုလ်ရှင်ဇေနာရှင်ပေါင်းတို့သည်ကျောင်းဆက်ဖြစ်သောကဆူပိသူအန္တရေဆူယောဂါဆူအမျိုးမျိုးကင်းစင်လည်းပြောင်းပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းတို့ချုပ်ငြိမ်းရာ ဖြစ်သောနိဗ္ဗာန်သို့ မြန်မာပြုနိုင်ကြပါစေအလုံးစုံတရားနာပိဋကအပေါင်းတို့နှင့်ဇေနာရှင်ကုသိုလ်ရှင် အလုရှင်များအားလုံးတို့အားဤသစ္စာဓမ္မတရားဓမ္မဒေသနာတော်ဖြင့်ကျေးဇူးဆက်ဟောကြားပါသည်အလုံးတာရုခေါ်နိုင်ကြပါစေအဲ့လိုဝိကြောင်နဲ့နေပြီးတော့မှကိလေသာကင်းပြီးတော့အိမ်မှာနေရင်းနဲ့တရားအားထုတ်လို့ရှိရင်တရားရနိုင်သလားလို့မေးတယ် ဲ့တော့ဒီနေရာမှာတရားရခြင်းမရခြင်းဆိုတဲ့အပေါ်မှာလူရဲ့ဘာသာရဲ့ခွဲခြားလို့မထားပါဘူး။ဆိုကြပါသို့နိဗ္ဗာန်ရောက်တယ်ဆိုတာယဟန်ဝင်းနဲ့အာထုံးမှာနိဗ္ဗာန်ရောက်တယ်။ဒီနေ့ခေတ်ဆိုရင်ဆရာလေးဝတ်ပြီးတော့တရားအထုံးမှာနိဗ္ဗာန်ရောက်တယ်။ဒါမှမဟုတ်ရှင်လည်းအမျိုးသားတွေအာထုံးမှာနိဗ္ဗာန်ရောက်မယ်။အမျိုးသမီးတွေနိဗ္ဗာန်မရောက်ဘူး။ဒါမှမဟုတ်ရှင်လည်းခရိယန်တို့အစ္စလမ်တို့မာမေဒင်တို့ဂျိန်းတို့ ဒီလိုပုံကုမျိုးတွေဟာဒီလိုဘာသာတွေဟာနိဗ္ဗာန်မရောက်နိုင်ဘူးလို့ဒီလိုမျိုးတက်ရိုက်မဟောပါဘူး။ဘာလို့လဲလို့မေးရင်နိဗ္ဗာန်ရောက်တယ်ဆိုတဲ့အကျင့်မှာမဲခင်၈ပါးအကျင့်ကိုကျင့်တဲ့ပုံကုတိုင်းဟာနိဗ္ဗာန်ရောက်ပါတယ်။အဲ့တော့ဘုရားဘာသာဖြစ်ပြီးတော့မဲခင်၈ပါးအကျင့်ကိုမကျင့်ရင်သူနဲ့နိဗ္ဗာန်နဲ့မဆိုင်ဘူး။ခရိယန်ဖြစ်တယ်၊အစ္စလမ်ဖြစ်တယ်၊ဂျိန်းဖြစ်တယ်၊ဗြဟ္မဏဖြစ်တယ်။သို့တော့အဲ့ဒီပုံကုတွေဟာ မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ရင်အဲ့ဒီပုဂ္ဂိုလ်နဲ့နိဗ္ဗာန်နဲ့ဆိုင်တယ်နိဗ္ဗာန်အဲ့ဒီပုဂ္ဂိုလ်ရမယ်ဒါဆိုရင်ယောက်ျားပဲအာထုအထုမိန်းကလေးပဲအာထုအထုနိဗ္ဗာန်ရဖို့ကတရားအာထုမှုနဲ့ပဲဆိုင်တယ်မှန်ကန်သောမဂ္ဂင်၈ပါးလမ်းစဉ်အကျင့်မြတ်နဲ့အာထုတဲ့ပုဂ္ဂိုလ်တိုင်းတရားရတယ်ဒါဆိုရင်ပါဠိတော်တွေကိုထောက်ဆကြည့်တဲ့အခါမှာဘုရားရှင်ရဲ့လက်ထက်မှာတရားအာထုလို့နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာ ရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်ဒီတဲမှာများသောအဖြစ်လူနဲ့ယဟန်ဟာလူတွေရပုံများပါတယ်ယဟန်ကအ ਨੇ ချင်းပဲရှိပါတယ်ဘာလို့လဲလို့မေးရင်တောထီပီမှာလူဦးရေခုနှစ်ကလေးငါးကလေးအရိယာလို့စာမှာလာတဲ့အတွက်ကြောင့်လည်းကောင်းဓမ္မစကြာပါဠိတော်ကြီးကိုကြည်ချင်းအဖြစ်နတ်တီဗမာတွေကြွတန်းဝင်ကြတာဟာအများကြီးပါပဲယဟန်တွေ နိဗ္ဗာန်ရောက်တယ်ပရိနိဗ္ဗာန်ဆန်တယ်ဆိုတာကလူရဲ့အရေးအတွက်နဲ့ပြောရရင်ဆယ်ဖို့မှတဖို့လောက်ပဲရှိတယ်လူနဲ့ယမရဲ့အရေးအတွက်နဲ့ပြောရရင်ယဟန်ဝင်းနဲ့ဘိက္ခုနီမဝင်းနဲ့နိဗ္ဗာန်ရောက်တာနည်းပါတယ်ဘာလို့လဲလို့မင်းလူဝင်းနဲ့နိဗ္ဗာန်ရောက်တာလေအများကြီးပါပဲအဲ့ဒါကအိမ်မာနေရင်တရားအထုတ်လို့လူဝင်းနဲ့တရားအထုတ်ရင်လည်းနိဗ္ဗာန်ရောက်ကြပါတော့ဝိတာကအနာရဘိဇောတိကာတို့ပြီးတော့ဇတိလတို့မင်းဇောတိကာတို့စသည်ပေါ့ဇောတိကာတို့တော့ယဟန်ဝင်းသွားတယ် တော့နောက်တခါဗိမိတာရတို့နောက်တခါတောတော်ဒနာတို့ဆိုတာတိုင်းပြည်အုပ်ချုပ်မင်းတို့ရင်းနဲ့ရဟန္တာဖြစ်သွားတယ်ဆိုတော့ယင်တရားအထုံးမှုနဲ့ပဲဆိုင်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားပြိဋိဘံဆံဃာနီးမှာသူပတ္တပြပိုက်ကိုခေါ်တယ်ဣမိစာဘိက္ခုသူပတ္တတမ္မာဝိဟရေယုံအတုံညောလောကောအရဟံတေဟိအတ္တအတုံညောလောကောအရဟံတေဟိအတ္တလောကကြီးမှာ မခင်7ပါအကျင့်ကိုစာကျင့်မှာယဟန္တာမစိတ်သုံးလို့ပြောတာအဲ့ဒီလိုပြောခြင်းအားဖြင့်ယဟန်ဝင်းနဲ့အာထုံးမှတရားရမယ်ယောက်ျားတွေအာထုံးမှတရားရမယ်ဘိက္ခုနီမှာဝတ်ပြီးတော့တရားအာထုံးမှဆရာလေးဝတ်ပြီးမှအာထုံးမှတရားရမယ်လို့သတ်မှတ်ချက်အတိုင်းတာမရှိပါဘူးအဲ့တော့ဘလုံးနည်းနဲ့ပဲနေနေဘလုံးပုံသင်နဲ့ပဲအာထုံးအာထုံးတရားအာထုံးတဲ့ပုဂ္ဂိုလ်မှန်သမျှမခင်7ပါနဲ့ညီညွတ်တဲ့သစ္စာလေးပါစိုက်တယ်ဆိုရင်ဘယ်မျိုးဘယ်ပါစား ဘယ်လိုလူမျိုးပဲနေနေအာထုတ်တဲ့ပုံကိုရမယ်။ရဟန်းဖြစ်ပြီးတော့တရားအာမထုတ်ရင်နိဗ္ဗာန်နဲ့မဆိုင်ဘူး။ဒါကတတိဖြစ်ပြီးတော့တရားအာမထုတ်ရင်လည်းနိဗ္ဗာန်နဲ့မဆိုင်ဘူး။ဘုရားဘာသာဖြစ်ပြီးတော့တရားအာမထုတ်ရင်လည်းနိဗ္ဗာန်နဲ့မဆိုင်ဘူး။ဒါဆိုနိဗ္ဗာန်ရဖို့ဆိုတာကဘာသာနဲ့လူမျိုးနဲ့ဆိုင်တာမဟုတ်ဘူး။အာထုတ်ခြင်းမှန်ကန်စွာလျောက်ပတ်စွာတမာဒိဋ္ဌိဉာဏ်နဲ့အာထုတ်ဖို့လိုတယ်။တမာဒိဋ္ဌိဉာဏ်ဆိုတာတမာဒိဋ္ဌိဖြစ်ဖို့ဆိုတာကဘာလေးလိုလဲလို့မေးရင် ဒုက္ခကိုမှန်ကန်စွာသိတာတမာဒိဋ္ဌိပဲဒုက္ခဖြစ်ကြောင်းသမှုရိယသစ္စာကိုသိတာတမာဒိဋ္ဌိပဲနောက်တစ်ခါကျတော့ဒုက္ခချုပ်ရလန်းဒုက္ခချုပ်ရကျင့်စဉ်ကိုသိတာလည်းတမာဒိဋ္ဌိပဲဒုက္ခချုပ်နေတဲ့နေရာကိုသိတာလည်းတမာဒိဋ္ဌိပဲအဲ့ဒီကနေပြီးတော့တမာသင်္ကပ္ပပြီးတော့ဝါယမတမာဝါယမတမာတိတမာတမာရိယမေဂနီအတွဲလိုက်ပေါင်းစည်းပြီးတော့ဝင်သွားတာဒီဒါဟာတရားအထုတ်တဲ့လမ်းကြောင်းရဲ့အဓိကလို့ရင် အချက်ပဲ။ ဒါကြောင့်မလို့တရားအထုတ်တဲ့နေရာမှာအိမ်ရင်းပရိသတ်တော်ဘတ်ဆရာတော်ကြီးကဒီနေရာမှာအများကြီးကျေးဇူးဆက်ထားတာကအိမ်ရင်းပရိသတ်တော်ဘတ်တနည်းသုံးလေးဆိုပြီးတော့အထုတ်တာလူတွေများသောအဖြစ်ကရိတ်တာနဲ့ကြောင်းရှိတဲ့နေရာမှာအိမ်မှာပဲနေတာများတယ်သူတို့တရားအထုတ်တာဒီဘယ်မှာပဲအထုတ်အထုတ်မိမိရဲ့ခန္ဓာကိုမူတည်ပြီးတော့ရှုမှတ်ရတာဖြစ်တဲ့အတွက်ကြောင့်เจ้าရောက်ခါမှာဖောက်ပြန်တာမဟုတ်ဘူးရိတ်တာရောက်မှာဖောက်ပြန်တာမဟုတ်ဘူးတောထဲတောင်ထဲမှာတရပင်ရေးဝါရမေ သွားပြီးတော့နေမှခန္ဓာရဖောက်ပြန်မှုကိုတွေ့တာမဟုတ်ဘူးသို့တော့စိတ်ငြိမ်မှုအတွက်သာနေရသွားယူတာပါတကယ်တမ်းတော့ဖောက်ပြန်မှုဟာအချိန်နဲ့မဆိုင်နေရမဆိုင်မှာဖောက်ပြန်မှုရှိတယ်လူမျိုးတိုင်းမှာဖောက်ပြန်မှုရှိတယ်တတ္တဝါတိုင်းမှာဖောက်ပြန်မှုရှိတယ်ဘာလို့ဖောက်ပြန်မှုရှိတာလဲခန္ဓာရှိလို့ဖောက်ပြန်မှုရှိတယ်ဆိုတော့ခန္ဓာကလည်းအချိန်တိုင်းခန္ဓာနဲ့နေတာ ခန္ဓာနဲ့နေတယ်ခန္ဓာနဲ့စတာပြီးတော့ခန္ဓာနဲ့ပဲကြွေးမွေးလောက်ကန်ရုံးကန်နေရတာဖြစ်တဲ့အတွက်ကြောင့် ဒီခန္ဓာချစ်ပြီးတော့အထောက်အရာဖြစ်တဲ့အတွက်ခန္ဓာရှိနေစွေတရားအထောက်လို့ရတယ်။ဒါဆိုရင်ဘယ်နေရာသွားသွားဒီခန္ဓာပါနေတာဖြစ်တဲ့အတွက်ခန္ဓာကိုတတိလိုက်ထားတဲ့တပြိုင်နဲ့တတိဆုံးဖြတ်ချလိုက်ထားတဲ့ပညာဆိုတော့အလုံးလုံးရင်းနဲ့အိမ်ထဲမှာတရားအထောက်တာပေါ့။တမင်ချင်းရင်ရေချိုးရင်အဝိရှော်ရင်နဲ့အထောက်တာပေါ့။ကုမ္ပဏီသွားရင်ဈေးသွားရင်ကားမောင်းရင်နဲ့တရားအထောက်တာပေါ့။ဒါကြောင့်ရေးသားမှအနေနဲ့တဲ့အိမ်မှာအနေများတယ်ကုမ္ပဏီမှာအနေများတယ်အိမ်မှာအနေနဲ့တဲ့ ဒါရီယသတ်မှတ်ချက်ပါတကယ်တမ်းတော့တရားအထုတ်တယ်ဆိုတာမှန်ကန်သောနည်းစနစ်ကိုသိရင်ဘယ်နေရာမဆိုအထုတ်လို့ရတယ်အခုတရားနာနေတယ်တရားနာနေရင်လည်းမိမိခန္ဓာဖောက်ပြန်နေလိမ့်မယ်အခုတရားဟောပြီးတော့ဂျေဇူးဆက်နေတယ်ဂျေဇူးဆက်ရင်းနဲ့လည်းဒီခန္ဓာဖောက်ပြန်နေတယ်ဆိုတာကိုဆုံးဖြတ်ချက်ချရင်ဖြင့်ဖောက်ပြန်တာကိုဖောက်ပြန်တယ်လို့သိရင်တမ္မာဒိဋ္ဌိဖောက်ပြန်တဲ့သဘောမရှိတော့ပါလားလို့သိရင်တမ္မာသင်္ကပ္ပအဲ့ဒီအရာလေးကိုစောင့်ကြည့်နိုင်အောင် ဝါယမလုံးလာဆိုင်နေတာကတမ္မာဝါယမတတိတင်ထားတာကတမ္မာတတိအဲ့ဒီပုံမှာတင်ရင်းနေတာကတမ္မာတမ္မာရိဆိုတော့တမာရိမဲ့ခင်၃ပါးပညာမဲ့ခင်၂ပါးပေါင်းလိုက်တော့မဲ့ခင်၅ပါးနဲ့မိမိရဲ့ခန္ဓာပစ္စုပန်နေနာယောဓမံပစ္စုပန်တက်တဲ့ဖောက်ပြန်နေတဲ့အဲ့ဒီခန္ဓာရဲ့အပေါ်မှာဖောက်ပြန်နေတာပဲဒုက္ခသစ္စာပဲနှိမ့်စက်နေတာပဲလို့ရှုလိုက်တော့ အိမ်ကြီးအကြောင်းနေနေရာလေးရိတ်တာလေးကွဲခြားနေတော့တာမဟုတ်ဖ ೇನೆ အခုပေါ်တဲ့ခန္ဓာအခုညံနေလိုက်တာဒါကြောင့်အခုခန္ဓာပေါ်ရာကိုညံနေရှုတာပေါ်ရာကိုညံနေလိုက်တာတည်တရားအထုတ်တာပဲဒါဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့ပုံသားတို့ရဲ့အမေးအဖြေတစ်ခုမှာဗာမေးထားလဲလို့မေးရင်လူဟာလူတန်ရောစဉ်ကိုမစွန့်ဘဲနဲ့နတ်ပြည်ဗြမပြည်လူပြည်ကိုရသလားလို့မေးတဲ့အခါမှာတော့လူဟာလူတန်ရောစဉ်ကိုစွန့်နေရမလို့ဘူးလူပြည်နတ်ပြည်ဗြမပြည်ကိုရတယ် တန်ဟောင်းစွန့်နေရမလို့လှူတယ်တန်းတယ်ပေးတယ်ခန်းတယ်ဆိုတာတန်ဟောင်းစွန့်မစွန့်ဘဝတဏ္ဍာဘဝကိုတောင်းတပြီးတော့လှူတယ်ဘဝကိုတောင်းတပြီးတော့ဖျားဝတ်တတ်တယ်ပဋ္ဌာန်းရွတ်တယ်ဆိုရင်ဘဝရမယ်ချမ်းသာတဲ့ဘဝတန်ပတ္တိဘောဂတန်ပတ္တိလူနတ်ပြမာကိုရမယ်လူလူဟာလူတန်ရောစဉ်ကိုမစွန့်ပဲနဲ့လူနတ်ပြမာကိုရတယ်ဒါပေမဲ့လူဟာလူတန်ရောစဉ်ကိုမစွန့်ပဲနဲ့နိဗ္ဗာန်ရကြလားဖျားလို့ရှောက်တဲ့ခါမှာတော့မရပါဘူးလူဟာလူတန်ရောစဉ်ကို မစွန့်ဘဲနဲ့နိဗ္ဗာန်ရတဲ့ထုံးတမ်းမရှိဘူး။ဒါဆိုတန်ရောင်းတဲ့စွန့်နေဆိုတာသာသမီသနီးမယားနဲ့ဥစ္စာစည်းဝါးတွေကိုစွန့်ပြီးတော့သင်္ကန်းဝဲထလာတောထက်သွားတာလားအဲ့လိုမဟုတ်ပါဘူး။အခုပေါ်နေတဲ့ခန္ဓာဟာဒုက္ခသစ္စာပဲလို့စွန့်ပြချက်ချလိုက်တာပြန်နေတဲ့ဒိဋ္ဌိတန်ရောစဉ်နဲ့ဝိသိကိစ္စတန်ရောစဉ်ကိုစွန့်တာဖြစ်တဲ့အတွက်ဖြစ်ပြက်မြင်တာဒီတန်ရောစဉ်စွန့်တာပဲ။အဝိရှောရင်ရေချွင်းဈေးသွိုင်းနဲ့ဖြစ်ပြက်မြင်တာဒီလူတန်ရောစဉ်ကိုစွန့်ပြီးတော့တရားအထုတ်တာ။အဲ့ဒီချိန်မှာ မိခင်၅ပါးဝင်းထဲမှာကိနေတာ ဖြစ်တဲ့အတွက်သူဘာနဲ့အသက်ရှင်နေတယ်လို့မေးရင်မိခင်၅ပါးအကြည်တရားဉာဏ်တရားနဲ့အသက်ရှင်နေတာဖြစ်တဲ့အတွက်အိမ်မှာနေရင်လည်းကိရိသာကုန်တယ်အိမ်မှာနေရင်လည်းယဟနာဖြစ်တယ်အိမ်မှာနေရင်လည်းအရိယာဖြစ်နိုင်အိမ်မှာနေရင်